ကေတီ YouTube channel လေးကပြန်လဲကြိုးစားပါရပါเนาะနေပါလေပြောချင်လဲဆိုတော့เนาะဒီဘမ်ဘာစစ်ပေါ့เนาะဘမ်ဘာစစ်ဆိုတော့เนาะအစ္စလမ်ဘာသာဝင်တယောက်ပဲဒါပေမဲ့ကျွန်တော်ကတော့သဘောကျတယ်ဗျဘာလို့ဆိုတော့ကိုလိုလူဇွတ်တယောက်ကောင်မျိုးနဲ့တိုးနေတော့ဗောနော်ဘမ်ဘာစစ်လောကအမှန်ကန်ကြိတ်တာကိုလူမှာကိုလိုကြိတ်တယ်သူ့လူမှာသူ့လူကြိတ်တယ်ဒါမျိုးဖြစ်ရမှာဗျเนาะဒါပေမဲ့တချို့ကကြတော့လည်းမယုံကြဘူးပြီကျွန်တော်တော့သဘောကျတယ်ကျွန်တော်သဘောကျတယ်เนาะဘမ်ဘာစစ်ဆိုရင်ဒီဘဲကိုเนาะ အတိုက်ပဲလေအတူတူလောက်ပဲထင်ပါတယ်ဗျာနော်အဲကြတော့သူပြောတာတာဗျာနော်အစ္စလမ်နေရအစ္စလမ်ဘာသာဝင်နေရနော်ဝတ်သားနော်အရက်အတက်အရေးကြီးတာပြောပြထားတယ်နောက်ကြတော့သူခွန်ချစ်လျှောက်ဆိုတဲ့အတိတ်ပဲကိုပြောတာရှိတယ်နော်ကျွန်တော်လည်းမေးတာခွန်ချစ်လျှောက်ဆိုတဲ့အတိတ်ပဲကိုလေးရှင်းပြပြီးပါဆိုပါညာဆိုကျွန်တော်ရှင်းပြရင်ကျွန်တော်အပြောဖြစ်မှာလို့ကျွန်တော်ဘာလို့ဆိုတော့ तू ဘာသာဝင်နေတဲ့ကရှင်းပြလိုက်တော့ပို့ပြီးကောင်းသွားတယ်နော်အဲကြတော့အဲ့ဒါအယုံသိစိုက်စီရမလို့နော်အဲကြတော့ ချို့ရချို့ရရကျွန်တော်လည်းအခုနော်အခုတချို့တချို့ကမြင်တာကျွန်တော်ကဆိုဟာဒီတဲ့ငုံတို့တိုင်ငုံတို့တိုင်ကျွန်တော်မပြောဘူးပြငုံတို့တိုင်ပြောနေမှာကျွန်တော်သွားလာလှုပ်ရှားနေရတဲ့ဟာတွေကတကူထုတ်ပြမယ်နောက်ပြကြကျွန်တော်ရောက်ခဲ့တဲ့နေရာတွေကဟာတွေပြပြပွေးဖို့ဟာရှိတယ်ကျွန်တော်ကအများကြီးပြဖြစ်နေရရနော်အများကြီးဖြစ်နေရအများကြီးသွားလာနေရကျွန်တော်ကခင်ဗျားတို့ပြောသလိုမြင်သလိုဟာဒီမှာငုံတို့တိုင်ပြောနေပြတာဒီမှာလည်းကြည်အောင်ဒီမှာဒါဆိုအခုအလုံးလုံးထားတာပေါ့နော်ဒါဒါဒါ raw side တွေဒါကြီးစီးတွေပြတာပေါ့နော် ကြတော့ဒီနေ့ဆိုရင်ညာเนาะသူများရတော့ဟိုနှစ်ဖက်ခုနှစ်နှစ်ဘာညာကွီကွာเนาะလုံနေတဲ့အချိန်မှာကျွန်တော်ကမလုံအောင်ပြီကျွန်တော်ကလည်းကျွန်တော်အချုပ်တုပ်လေးရှိတယ်ကျွန်တော်အများအားပြောကျွန်တော်လုပ်ငန်းလေးကျွန်တော်ရှားပြပြီးเนาะအခုဒီနေ့ပါပြီးတော့ထပ်တိုးတော့ဆိုလဲဆိုတော့ကျွန်တော်စိုင်ပေါ့เนาะကျွန်တော်စိုင်မှာเนาะကျွန်တော်စိုင်မှာတကားတောက်ဆိုတာရှိတယ်တကားအောက်ထောက်ထားတဲ့တောက်လေးအဲ့တော့စိုင်ကတည်းကဝင်တိုက်သွားတယ်ကျွန်တော်ကလမ်းနဲ့ကျွန်တော်စိုင်နေက10ပြီ15ပြီလောက်กว่าတယ်လမ်းနဲ့ကျွန်တော်က ဆယ်ပြီ15ပြီလောက်ထက်กว่าတယ်အဲအဲ့ဒီกว่าနေတဲ့အရာကိုဝင်တိုက်သွားတာနော်အဲတော့တချို့ကလေးတွေအသက်မပြည့်ပဲနဲ့နော်အဲ့လိုဖန်ကယ်ဒီပိုင်းမောင်းခိုင်းပါနဲ့ရင်းနေမှာမောင်းခိုင်းပါနဲ့ဗျာနော်ဘာလို့ဆိုတော့တခုခုတော့အဲအဲဆိုပြစ်တိုက်ပလိုက်တာခင်ဗျာချိန်မှာရှောက်ထားတဲ့ဟောလူဂျောင်းကြီးကကိုွေးထွက်သွားတယ်လုံးဝကိုွေးထွက်သွားတာကိုွေးပြီးတော့ဟောပလက်တွေပါအကုန်ကျွတ်ကျက်ထွက်ပြီးတော့ဆိုင်နော်ခုံတွေပါရအကုန်ပြစ်တိုက်ရေတန်းစင်းတွေပြစ်တိုက်ဒါတော်တော်ချုပ်သွားတယ်ဗျာနောက်ပြီးတော့ မျက်နာလည်းနာစရာတွေဖြစ်နေရဗျာနော်ပြောရဆိုရတာကြီးအဲ့ဒါကြီးကတော်တော်ဆိုးတယ်ဗျာမဖြစ်တာပဲကောင်းတယ်ဗျာကိုကြောင့်သူဘာမတိကြိုက်နေလဲမတိကြိုက်နေလဲဆိုတာအဲ့ဒါကြီးပြောတာနော်ကျွန်တော်မှကျွန်တော်ကကျွန်တော်ခေါင်းကြီးချောင်းအောင်လို့အခုကြည့်ရမှာသဘင်မညရဘယ်လောက်ကြည့်ရောမင်းကသဘင်ညင်းသုံးနေတာကျွန်တော်အလောက်တိကိုမအောင်ဗျာသွားရကြည့်သွားလာရကြည့်ကိုကိုကိုဂယူမဆိုင်နိုင်အောင်ပြတာနော်နေဘူးတဲ့မထွက်ပါနဲ့ကျွန်တော်သတိပေးနေမယ်ကျွန်တော်ကိုယ်တိုင်နေဘူးတဲ့ထွက်နေရတာနော်အခုဆိုလို့ချင်းခေါင်းကြိုက်တယ်ဗျာနေဘူးတဲ့ထွက်တကယ်ပြောတာနော်သတိထားကြနော်နေဘူးတဲ့ထွက်တာကြီးသတိထားကြနော် ကမ္ဘာတို့ရပြောလိုက်ရင်ဒီမလားတချို့အရာချို့အရာပြီးရင်ကျွန်တော်เนาะရောက်ထားတဲ့အရာလေးเนาะဟိုကိုရန်ကျောင်းသူကိစ္စဆိုလဲကျွန်တော်အိမ်မှာရောက်ထားတဲ့အရာလေးကျွန်တော်ဟိုတည်းထပ်ဆက်ပြီးအောင်မယ်เนาะကျွန်တော်အမှဟိုဓာရီတော့မရိုက်ခဲ့ဘူးဗျာရိုက်ခဲ့တဲ့ဟာလေးပြပြီးမယ်ပေါ့เนาะအဲ့တော့တချို့အရာကြီးကျွန်တော်သွားလာနေတာခမရတို့နေရာကြီးလဲကျွန်တော်ရောက်ချင်ရောက်မှာပဲခမရတို့နေရာတဲ့ကြော်ပြီးတော့လဲရောက်ချင်ရောက်မှာပဲခမရပြီးနားလဲကျွန်တော်ကတ်ထိုင်ထိုင်သွားမှာပဲ ခမရုမတိလိုက်တာဖြစ်လိမ့်မယ်။နော်အဲ့တော့တချို့ကသောက်ပိသောက်ပိတွေကဘာဟာဘယ်အာချပြမှာတခုချင်းဒီအခုအရာတကယ်အရေးပါတဲ့အရာတွေကိုဟာဟိုကနည်းနည်းချိုးတိတ်ထားပြီးတော့တကယ် real နော်ဘာဖြစ်နိုင်တော့ဘာဖြစ်နိုင်တော့အဲ့ဒါမျိုးကြီးလိုက်ပြောနေရတဲ့ဟာကြောင့်ကျွန်တော်ဟာညောက်ဆုံးနေရတာ။နော်စစ်တော်မြေအရှိပကံသွားထားတဲ့အရာကြီးလဲကျွန်တော်ပြောမယ်ဆိုပြီးတော့ကြောချီမှာအကုန်ရှိပြီးသားဗျာမပြောနိုင်သေးတာ။ဘာလို့လဲဆိုတော့တကယ် ဟိုဒါရထားလို့ရသေးတဲ့အရာမျိုးတွေဒီဟိုထားလို့မရသေးတဲ့အရာမျိုးတွေတကယ်နော်ကိုဘုဒ္ဓနော်ဟိုတတိထားစရာဒါကြီးပြောပြပေးနေလို့ကျွန်တော်နောက်ဆုံးဆုံးနေနော်ကျွန်တော်ရောက်သွားတဲ့အရာကြီးကျွန်တော်ပြီးရင်ဖြတ်ပြပေးမယ်နော်ကျတော့ဒီမှာဘမ်ပါစစ်ဆိုရယ်ပဲပြောထားတာအရက်တဲ့ဝတ်သားတဲ့အစ္စလမ်ဘာသာဝင်မှာလုံးဝတားမြစ်ထားတာအတိုးတယ်ဗျာနော်ဒီမှာဒီပဲပြောတာတချင်တာတော့အားလုံးပဲမင်္ဂလာပါ ကျွန်တော်ကများဒီကိစ္စလေး coffee တောင်းနေနေစဉ်းစားမိတာပေါ့ကျွန်တော်ပြီးတော့ဟိုလေကျွန်တော်ဒီ comment တွေလိုက်ဖတ်နေနေဟိုအရင်တော့ကျွန်တော်ကို share ထားတာလေးကျွန်တော်တွေ့လို့ဒီနေရာမှာကျွန်တော်ပြောနေတာဒိန်ဒိန်လေးတွေကိုဦးစားပေးပြီးပြောနေတာဒိန်လေးတွေတိတ်ထနာတော့မမလို့ပြောပြမယ်မင်းတို့ရဲ့တိထားတဲ့အတိလေးတထွားတမိုက်လောက်နေလိုက်လိုက်မဆဲနဲ့เนาะကျွန်တော်တို့အစ္စလာမ်ဘာသာမှာ ူတို့ထင်နေသလိုအရက်နဲ့ဝတ်သားစားခြင်းကိုပဲတားမြစ်ထားတယ်လို့ထင်နေတာမဟုတ်ဘူးအဲ့နှစ်ခုကအရင်အရေးကြီးတဲ့အချက်တည်းမှာမဟုတ်ဘူးအဓိကအရေးတကြီးလုံးဝခွင့်မပြုထားတဲ့လုံးဝဘလို့အခြေအနေမှာမှခွင့်မပြုထားတဲ့အရာသုံးခုလောက်ကျွန်တော်ပြောပြမယ်နံပါတ်1အတိုးလုံးဝယူလို့မရဘူးပေးလို့မရဘူးကြားထဲကနေပွဲသားလုပ်ပေးလို့မရဘူးအရေးအကြီးဆုံး လုံးဝလုံးဝခွင့်မပြုလာတဲ့အရာအတူလုံးဝစားလို့မရဘူးလုံးဝဘလို့နီးထဲမှာစားလို့မရဘူးအတူဘာလို့လဲအတူစားလို့မရဘူးလဲဆိုတော့အတူကလူသားတွေရဲ့တိုးတက်မှုနှုန်းမရှိဘဲနဲ့လူသားတွေရဲ့စုပ်ယုပ်တဲ့ဘက်ကိုပဲဦးတည်နေတဲ့အတွက်အတူကလုံးဝစားလို့မရဘူးအတူယူပြီးလို့ပြောင်းလဲသွားတယ်ဆိုတော့လူရန်သားတရက်ကတော့ဒါစီးပွားရေးလုပ်ငန်းရှင်တွေလည်းမပြောဘူးဗျာ။ဟောကျွန်တော်ရက်ကွက်ကလူတွေကိုပဲကျွန်တော်နှိုင်းရှင်းပြမယ်။ ကျွန်တော်အတိုးတွေယူပြီးတော့ရက်ွက်ထဲမှာကြီး20တိုးတွေ30တိုးတွေယူပြီးတော့လမ်းမေးတွေရောက်ဘွားတွေပြတ်တနေကုန်အလုံးလုံးတယ်ပြန်လာလို့ရှိရင်ဒီအတိုးပေးရမယ်အတိုးရှင်တွေကလာတောင်းပြီးအဲ့လိုနဲ့ပဲကျွန်တော်ဗမာနိုင်ငံလူတွေတန်တရာကြီးကလဲပြီးတော့စင်ရဲရင်းရတဖြည်းဖြည်းနဲ့နှက်လာတယ်အဲ့ဒါကြောင့်လူတွေရဲ့ဒါတိုးတက်မှုတော့ဆုတ်လို့တဲ့တော့အတိုးလုံးဝမစားဘူးနောက်တစ်ခုလုံးဝလုံးဝခွင့်မပြုတာဘူးလှုပ်တဲ့လူတွေသူ့ဘက်သူလှုပ်ပြန်ပေးဆက်တဲ့အခါကျရင်လည်းသူ့ဘက်သူပေးဆက်ပါစေဘာလဲဆိုတော့ဈေးတက်မှာကိုတီးတီးနဲ့တူလောင်ထားပြီးတော့မှ တက်မရောင်းတဲ့ပစ္စည်းလုံးဝမပိုင်ဘူးဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကအုတ်ဆန်နေဈေးတက်တော့မယ်နိုင်ငံကြီးအခြေအနေမကောင်းဆန်နေဈေးတက်တော့မယ်ဆိုကျွန်တော်ဆန်အိတထောင်လောက်ကိုကျွန်တော်တူလောင်လိုက်တယ်ကိုတော်နဲ့ထည့်ထားလိုက်တယ်ကျွန်တော်နိုင်ငံကြီးအုံတိုင်းဖြစ်တဲ့အချိန်မှာကျွန်တော်ကတက်ပြီးတော့ကျွန်တော်ရောင်းတယ်ခစ်ပြတ်တစ်ထည်လှုပ်တယ်လုံးဝလုံးဝစားကျင်တဲ့ကောင်စားစီအစ္စလမ်သာသနာကလုံးဝတားထားတယ်နော်တူလောင်ပြီးတော့ပစ္စည်းရောင်းဝယ်မရှိဘူးဒါကျွန်တော်ပြောညာဟိုတူလောင်နေဆိုတာကဈေးတက်မှာကိုတိတိနဲ့တူလောင်တော့ပြောတာနော် ပစ္စည်းပြတ်တော့မယ်ဈေးတက်တော့မယ်ဈေးကွက်တော့မှမရှိတော့ဘူးအဲ့ဒါအယူကိုတို့တို့တောင်းပြီးတော့ဂျောင်းတာကိုကျွန်တော်ပြောတာနောက်တစ်ခုကဂုံးတိုက်တာလူတယောက်နဲ့တယောက်ကြားထဲမှာရံဖြစ်စီမဲ့အရာဂုံးတိုက်တဲ့လူလုံးဝလုံးဝတားမြင့်ထားတယ်လုံးဝမလုတ်ခိုင်းတာဘူးလှုပ်တဲ့ကောင်သူ့ပြစ်သူခံသူ့သမိုင်းသူ့ရေးအာကျွန်တော်ကမပြောပါနဲ့ဆိုတဲ့စကားကိုအခုလာပြောတယ်အကူကမပြောပါနဲ့ဆိုတဲ့စကားကိုကျွန်တော်လာပြောတယ်ဂျားတွေကနေ ကလင်ကလပန်ထိုးတယ်ကလင်ကကြစ်လုပ်တယ်အဲ့လိုကောင်းတွေကအရန်ကြောက်ဖို့ကောင်းတယ်အဲ့တကြောင့်အစ္စလမ်သာသနာတားမြစ်ထားတယ်ကလဒိန်လေးတွေမင်းတို့တိတိလို့နွားအဝတ်သားနဲ့အရက်ပဲမဟုတ်ဘူးเนาะကျေးဇူးတင်ပါတယ်เนาะတိုးပေးလို့မရဘူးဇီးတက်မအောင်တိတိနဲ့ကုန်ပစ္စည်းလောင်လို့မရဘူးဂုံချော့လို့မရဘူးလေเนาะဝတ်သားတို့ရက်တို့ဆိုတာဟိုဒါကျွန်တော်ဟိုရင်းပေါ့ဗျာကျွန်တော်ရန်နေမှာလည်းရှိတော့ပါရာသီက၄ပါးပေါ့နော်ကျန်တဲ့29 30ထဲမှာဒီ၄ပါးအဓိကကျန်တဲ့ဟာကနည်းနည်း တိခံလို့ရသည်ရဆိုတဲ့ဟာမျိုးသူပြောတဲ့ဟာပေါ့နော်ဒါနားလိုက်ပြီးလို့ရတယ်ခင်ဗျာချင်းချင်းလေးနော်သူ့လူမဟန်သူ့လူစော်တာပဲတွေ့လားကလဒိန်ကိုဦးစားပေးပြောတာတယ်သူ့လာလာဆဲနေလို့နော်အကြတော့နောက်တစ်ခုကခွန်ချစ်လျှောက်ဆိုတဲ့အိဗေပေါ့နော်ဒီမှာသူပြောထားတဲ့အရာလေးကိုပဲကျွန်တော်ဖွင့်ပြပြင်မှာပေါ့နော်အကြတော့ခွန်ချစ်လျှောက်ဆိုတဲ့အိဗေကိုတချို့ကလည်းမေးရပေါ့နော်ချို့ကလည်းမေးမိထားတဲ့အရာလေးနော်ဟိုတိထားတော့ဗျာဟို စိတ်မကွဲတော့ဘူးကျွန်တော်တို့လည်းငငယ်တော့အဲ့လိုပေါ့နော်ဟိုပေါ်တက်ကကြားတာပဲနော်ပေါ်တက်ကကြားတာပဲကွန်ချီချောင်းပေါင်းရ21 21ရာစုမကလာသိမ့်မယ်ပြုမယ်ဘာညာကွီကွာဒါဒါကျွန်တော်တို့ထင်နေရဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်တို့အတိတရားရလာချိန်မှာဒီဟာကြီးကအမှားကြီးဆိုတော့ကျွန်တော်တို့ကသိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြောတာတဲ့နော်သူ့ဘာသာဝင်စွမ်းနာဘန်ပါစစ်ပဲပြောမှာပဲနော်ဘာလို့လဲဆိုတော့ ကိုဘာသာအကြောင်းကိုပြောပြတာအကောင်းဆုံးပဲကျွန်တော်ကလည်းကျွန်တော်တို့တူတူပဲမပြောပြမဲ့လူမရှိလို့ပြောပြတာပြဿနာမရှိဘူးပဲပြောရမဲ့လူတာကပေးရမဲ့လူတက်တည်ထူရမဲ့လူရှိနေတော့သူပြောလိုက်တာပိုကောင်းတယ်။နော်ကျွန်တော်လည်းသိထားကြပြီ။ငါမဲ့နော်တချို့ရာချို့ရာရသူ့ဟာသူပြောတာအကောင်းဆုံးပဲ။ကျွန်တော်ကျွန်တော်ကတော့အချင်းဆုံးပြောတာဘာလို့သူတို့တင်တင်ပေးနေအောင်ဆိုတော့သူတို့ဘန်းသူတို့ဘက်ကထွက်လာတဲ့သူတို့စကားဖြစ်တဲ့အတွက်ကျွန်တော်လည်းတာကြီးဟိုရဲမဖြစ်တော့ဘူး။ဒါဆိုတချို့ရာကျွန်တော်မုံ ပင်ကိုတက်ခတ်မုံတဲ့လူကြီးပဲကျွန်တော် channel ထဲမှာကိုတင်ကျွန်တော်ပင်ကိုမုံတဲ့လူကြီးရယ်နော်ကျွန်တော် channel ကိုမကြည့်ပါနဲ့ဆိုလဲကြည့်တယ်ကြည့်ပြီးတော့ကျွန်တော်အမုံတက်ခံတဲ့တိတာဘယ်နာမမုံဆိုပြီးတော့ကျွန်တော်စောင့်ကြည့်နေတဲ့လူကြီးလည်းရှိတယ်ဗျတိတာပါလေညောကျွန်တော်တခုခုအဲ့ဒါတခုခုတက်လိုက်ပြီးကျွန်တော်ပြောတာတခုခုဖြစ်လိုက်တာနဲ့ဟာကျွန်တော်ဝိုင်းစော်မဲဟာစော်လဲစော်နေရပဲလေကွန်မန့်ထိမှတွေ့နေရတာပဲဒါမှမဟုတ်ရပါတယ်နော်ခင်ဗျားတို့ ျွန်တော်ကတော့အချင်းဆုံးပြောတာခင်ဗျားတို့လည်းအာကုသူကင်းအောင်နောက်ပြီးတော့ခင်ဗျားတို့ရဲ့တံပိုးချီးတဲ့အချိန်တော့ကျွန်တော်အလားတက်အချိန်တော့ဘယ်တော့မှမပြောခင်ဗျားတို့ရဲ့တံပိုးချီးတဲ့အချိန်ဒီကုန်းနဲ့တံပိုးချီးတဲ့ကွန်မန်းတွေမှန်နေရတဲ့အင်တာနက်ဖိုးတွေကုန်းနဲ့ဘေးဖိုးတွေကုန်းနဲ့တော့လို့ကျွန်တော်မကြည့်ပါနဲ့ပြောတာဒါပေမဲ့ခင်ဗျားတို့ကြည့်တယ်ကြည့်ပြီးကျွန်တော်ကပြောတော့မှားတာနဲ့ကျွန်တော်ကိုထောင်းတယ်မှားတယ်ဆိုတာခင်ဗျားအတွက်အမှားဖြစ်တာတော့ကျွန်တော်ပြောနေတဲ့အရာကျွန်တော်အစိုးရကြီးပြောပြကျွန်တော်ပြောတာလည်းမယုံမှန်းနဲ့ပြောပြကြ မယုံမှနဲ့ကျွန်တော်ဒီမှာတက်တည်ရင်နဲ့ပြပြီးတယ်ဒါမှမဟုတ်ကျွန်တော်ပြောနေအောင်ယုံမှလို့ပြောလားမပြောဘူးကျွန်တော်မောင်းတော့ကျွန်တော်လဲတာမှန်ပဲကျွန်တော်အမြဲတမ်းပြောရခင်ဗျခွန်သားတို့နဲ့အတူတူပဲကျွန်တော်အချင်းဆုံးပြောတာအရင်ကတော့ PE လို့တော့ project engineer လို့တုံးကခင်ဗျတကယ်ပြောတာဒီလောက်အုံတော့မစားအောင်အုံတော့မစားအောင်ကနကနာဆိုကျွန်တော် over all ကင်နဲ့ခွဲပြီးလိုက်ရုံပဲအခုဆိုလို့ချင်းပြခမားတို့လည်းတောက်ချောက်ပြောပြီးသားမီးပြတ်တာအစားကျွန်တော်မှစိတ်ပူနေရတယ်ဒါကျွန်တော်အာ နော်သွားတယ်လာတယ်ပြုတယ်ဟာငွေကြီး money money ရောသိရမလားကုန်စည်းလုံးတက်မာတွေကိုစီစည်းတက်မာတွေကိုငုံလန်ကီကြံကြတာရောလန်ကီထောက်တာတွေကိုအများကြီးကုန်လို့ကျွန်တော်လုံးဝကျွန်တော်ချင်းရတာဟိုမှာကျတော့ကျွန်တော်ကနော် group ကြီးရှိတော့အဲ့ group ရဲ့ group ကြီးခွဲပြီးလိုက်ပြီးတော့မင်းကဘာလို့မင်းကဘာလို့မင်းကဘာလို့ခွဲပြီးလိုက်ရင်ရတယ်အခုကကျွန်တော်မမြင်အောင်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်ကတခုတက်ပြီးသွားတော့ကိုကြီး ငါဆရာကိုကြီးဆရာလောင်းဟာဒီမှာမဖြစ်တတ်ဒီသက်ကမဖြစ်တဲ့အမီးရမလဲဘူးဟာမီးရမမှန်ဘူးမီးလေတဲ့အချိန်မှာဘလို့ဖြစ်တော့မီးရမပြည့်ဘူးအမှခင်ဗျာမီးရမမှန်လေအဲ့ဒါကျွန်တော်ကြည့်ပဲတအားပုံမောက်ရှုပ်ကြရပါဦးဒါဒါဒါကျွန်တော်ပြောဟိုအရင်တော့ဗျာအဲ့ဒါရအောင်အဒါရအာယုံဆိုင်ကြမလို့ဗျာကုန်စည်းလုံးတက်အောင်မကလို့ကုန်စည်းလုံးမိုးပြန်ဂျုံပြန်တက်သွားလဲပြဿနာမရှိဘူး အခုအားကျတော့ကိုယ်တိုင်ကိုယ်တိုင်လိုရတဲ့အားကြီးတော့မှအားကြောင့်လို့ကျွန်တော်ပြောခမရလို့နဲ့ကျွန်တော်ကအတူတူပဲတာမန်ပဲခမရလို့လက်ထမင်းသုံးနှစ်သားကျွန်တော်လက်ထမင်းသုံးနှစ်သားဒါပဲရှင်းရှင်းလေးပဲဘာမှအခွင့်လူမခံဘောင်းဆိုအခုကတော့ပိုလို့လို့ရတယ်ဗျာပိုလို့လို့ရဘောင်းဆိုမီးလာတဲ့အချိန်ညတကောင်ကျော်လာရင်တကောင်ကျော်ထရေခဲထခဲရတယ်ပြူရတယ်ရေခဲထုတ်ရတယ်ဒါကြီးတော့ပိုလာတာပေါ့ဗျာဟိုကတော့ကောင်းကောင်းပြားရေးမနှက်ခင်းကြောင်မှာအဲဒရယ်လီကောက်ကြည့်တော့ဘယ်ဟာကြီးလှုပ်ကြဘယ်ဟာကြီးလှုပ်ကြပြီးပြရတာပဲဘာမှအာယုံဆိုင်ရမလို့ กูอ่ะจอดาอายดายาโหซีกုံซีลงนี่แต่มาแล้วไอ้ยีเก้เนาะยีเก้เผื่อมูก็ยีเก้ทุบก็กูมาร์เก็ตติ้งเนาะยีเก้จองยีเก้ตู้เนาะเจลลี่มิชิอ่าดีอ่ะดิมาร์เก็ตโหปอนเนาะအပြေးမီအောင်လဲလို့ရသည်မီးရလဲအခုခမရတို့မြင်တဲ့အတိုင်းခမရတို့ရှိမှမလားဆိုတော့ကျွန်တော်ရှိလဲမလားဘူးเนาะခမရတို့ကြီးပြက်တယ်လို့ကျွန်တော်ရှိလဲပြက်တာပဲအကြောတော့အများကြီးပြက်တာပဲเนาะ ကျွန်တော်တို့ခင်ဗျားတို့နဲ့ကျွန်တော်နဲ့ကအတူတူပါပဲဗျာတာမန်ပါပဲကျွန်တော်ဘာမှဟိုလည်းမရှိဘူးရှင်းရှင်းလေးနော်ကျွန်တော်ထရင်နာတာပဲခင်ဗျားထရင်လည်းနာမှာပဲကျွန်တော်လည်းတာမန်ပဲနော်အကြတော့ခွန်ချစ်လျှောက်ဆိုတဲ့အဓိပ္ပာယ်ကိုဒီမှာတစ်ချက်ပြောတာလीနားတော့လိုက်မင်္ဂလာပါကျွန်တော်ဗုဒ္ဓဘာသာအကူကြီးတယောက်ကမေးထားတယ်ဗျာဘာမေးထားလဲဆိုတော့ ခုရှင်းချောင်းရဲ့အဓိပ္ပာယ်ကိုပြောပြတဲ့ခုရှင်းချောင်းရဲ့အဓိပ္ပာယ်ကလွယ်ပါလေခုရှင်းချောင်းဆိုတော့ဘာမှမဟုတ်ဘူးเนาะကျွန်တော်ပြပြမယ်ဘစ်မစ်လာဟ်ရာဟ်မန်နီရာဟီဆိုတဲ့အာရဘီအသုံးနှုန်းအဲ့ဒါကိုဗမာလိုပြောမယ်ဆိုရင်အလောက်ရှင်မြတ်နမတော်ပြအစာပြုပါကြီးဆိုပြီးတော့ရေးထားတာခုရှင်းချောင်းဆိုတာအဲ့ရဲ့အလောက်ရှင်မြတ်နမတော်ပြအစာပြုပါကြီးဆိုတာအာရဘီစကားအာရဘီစကားကိုဗမာလိုပြန်လိုက်တယ် အဲ့အာရီစကားရဲ့စကလုံးတွေတိုင်းမှာဘီအခရာတွေရှိတယ်။အဲ့ဘီအခရာတွေအားလုံးပေါင်းလိုက်လို့ရှိရင်986ရှိတယ်။ဘီအခရာဆိုဥပမာသူရဲ့စကလုံးထဲမှာလမ်ဆိုတာပါတယ်။လမ်ကအတိပယ်ကဘလောက်အလစ်ဆိုတာဘလောက်အဲ့လိုပေါ့ဗျာကဏ္ဍကဏ္ဍတစ်ခုကြီးဒီသူရဲ့အာရီကဏ္ဍတစ်ခုစီတိုင်းမှာသူရဲ့နံပါတ်တွေရှိတာပေါ့နော်။အဲ့အာရီစကလုံးတစ်ခုစီတိုင်းမှာသူရဲ့နံပါတ်တွေရှိတယ်။ ဲ့နံပါတ်တွေကိုပေါင်းလိုက်လို့ရှိရင်986ရတယ်အဲ့ဒါကိုလူတွေကဘစ်စမီလာရမာနီရဟင်းဆိုတာကျွန်တော်တို့အရင်တော့စိုင်းနေမှာခွင့်ရှင်း6ဆိုပြီးရေးတယ်ဗျာအဲ့ချိန်တုန်းကတော့ကျွန်တော်တို့မတိုးတက်သေးတဲ့ခေတ်ဆိုတော့ကွန်ပျူတာကုတ်တွေပါတွေရတယ်ပြီးတော့ဒီ RV အခရာတွေထုတ်ဖို့တော့ဆိုတာမလွယ်ဘူးအဲ့တော့လူတွေကအလွယ်တကူခွန်ရှေး6ဆိုတဲ့ sign book လေးမှာရေးတယ်ပြီးလို့ရှိရင် RB လိုဒီလိုလေးတွေဒီလိုလေးတွေဒီလိုလေးတွေ သူတို့ခုံရှိဆောက်ဆိုတဲ့ပုံစံလေးကိုအာဒီစက်လုံးနဲ့ရေးကြတယ်အဲ့ဒါကလည်းနောက်တစ်ခုကျွန်တော်တို့မှိုင်းမိထားတဲ့ကိစ္စတော့မရှိရကြအဲ့ခုံရှိ6ကိုပေါင်းလိုက်ရှုရင်27ရတယ်27ရဆိုမှကလားကြီးကကဘာကြီးကိုတိမ့်ပိုက်မယ်ဆိုတာမှားနေတယ်သူကလားကြီးကဘာကြီးကိုတိမ့်ပိုက်လို့မရဘူးဘာလို့လဲဆိုတော့အရှိအလေပိုင်းမှာရှိတဲ့ကလားကြီးကမတည့်ဘူးမိမလူ၄ယောက်ယူမဲ့ကိစ္စအနေနဲ့ထိုင်ကုန်လူမဲ့ကိစ္စပဲဒီကောင်ဒီကောင်တွေမှာစိတ်ဝင်စားတာကျန်တဲ့တိုင်းလူပြည်သားတွေကိုလည်းစိတ်ဝင်စားအောင်ဘယ်ကောင်အကြောင်းမှစိတ်ဝင်စားအောင်ဒီအရှိအလေပိုင်းမှာရှိတဲ့ ကြီးကလားလေးတွေဒါတဲ့မယ်ဆိုလို့ရှိရင်စီးရီးယားဒီလိုဖြစ်เสียအကြောင်းမရှိဘူးပါလက်စတိုင်းရဲ့ဒီလိုဖြစ်เสียအကြောင်းမရှိဘူးဂါဟိုလက်ဘရွန်ကဖြစ်เสียအကြောင်းမရှိဘူးယီမန်မှာလည်းပြဿနာတက်เสียအကြောင်းမရှိဘူးအီရန်မှာလည်းပြဿနာတက်เสียအကြောင်းမရှိဘူးကလားလေးတွေကလည်းမတဲ့ဘူးเนาะမတဲ့အောင်လည်းအမေရိကန်ကလည်းလှုပ်ထားတယ်အမေရိကန်တပ်ဖွဲ့ကိုခွဲထားတယ်ရုရှားကတခွက်ကိုခွဲထားတယ်အဲဒီကြောင့်ကလားလေးတွေကမတည့်ဘူးကလားလေးတွေမတည့်တဲ့အတွက်လည်း27ရာစုမှာကဘာကြီးကိုကလားကြီးတင်ပိုက်မယ်ဆိုတော့မိုင်းရလဲတလွဲတွေเนาะ အကိုသိကျင်တာအဲ့ကိစ္စကိုအဲ့လိုသိကျင်တာကျွန်တော်ကလည်းအကိုအဲ့လိုတဲ့တယ်ပဲပြောပြမယ်ခွန်ရှိ6ဆိုတာကပေါင်းကျင်း17ရာလေနော်27ရာစုမှာကလားတွေကဘာကြီးကိုတင်ပိုက်မယ်လို့အကိုသိထားတာမဟုတ်ဘူးကလားတွေတင်ပိုက်လို့မရဘူးကလားတွေချင်းချင်းတိုင်ပတ်နေတယ်နောက်ကိုကျေးဇူးတင်တယ်အကြတော့ဘာလို့မြင်တာပါလဲနော်ဒီလောက်ဆိုရင်တော့သဘောပေါက်သွားပါပြီနော်အကြတော့ဒီဘမ်ပါစစ်ဆိုတဲ့ဟာလေးအမှတစ်တော်မှာလည်းရှိရင်တော့ကြည့်လို့ရတယ် เนาะ तू ပြောတာဆိုတာ तू တကယ်ပြောတာကျွန်တော်တော့သဘောကျတယ်ဆိုတာစိတ်ရင်းနဲ့ပြောတာကြည့်ပြเนาะ तू ဘာသာဟိုဘောเนาะဟိုသူတို့ဘာသာတွေကလွဲမှားနေလဲ तू ပြောတာပဲဟိုပထန်းလေဟိုတဲ့ဘာအဲ့ပထန်းယူလို့ဆိုပြီးတော့နာညီလို့ဆိုပြောတဲ့ကောင်လဲ तू ပြောထားတာရှိတာပဲနာညီနားဆိုတာလဲဒါ तू ဘာသာရေး तू လုံးမှာပဲကျွန်တော် သူတို့ခရစ်ဟိုဘောเนาะသူတို့ဗလီเจ้าမှာလဲသူတို့အော်ရင်ဖျားဝတ်တက်ဖို့အော်တာပဲအဲ့ဒါလည်းနားလည်မှုပြီးကြတာပဲကျွန်တော်ဗုဒ္ဓဘာသာမှာနေအကြောင်း तू ကခင်ဗျာ ပြောမယ်ဆိုသဘောကျတဲ့နေရာမှာပါတယ်အဲ့တော့ဒီလိုဘာသာဝင်တွေများများပေါ်လာရင်ခင်ဗျအေဂျင့်ကအတူချင်းတွဲဖို့ကတော့ဘာလို့မဖြစ်နိုင်အောင်ပါဘုရားခင်ဗျာလေဒါအကောင်းဆုံးပြောတာပါနော်အဲ့တော့ဟိုသဘောပေါက်မယ်လို့တော့ထင်တယ်တကယ်အစ္စလာမ်ဘာသာဝင်မှာသတ်မှတ်ထားတဲ့အချက်ကြီး၃ချက်ကနော်အတိုးပေးလို့မရဘူးဇီတက်မှန်မှန်တင်ရကွန်ပျူတာတူလောက်လို့မရဘူးဂုံချောလို့မရဘူးနောက်ခွန်ချစ်ချောရဲ့အိပဲအဲ့တော့အားလုံးဘုဒ္ဓတာတစ်ခုတော့ရမယ်လို့တော့ထင်တယ်ဒါမဲ့အစွန်းရောက်တယ်မရှိဘူးလားဆိုတော့ရှိတာပေါ့ကျွန်တော်ဘာသာမှာလည်းအစွန်းရောက်တယ်ရှိပါတယ် နော်ဘာသာတိုင်းမှာအစွန်းရောက်တစ်ဖက်ပိတ်လို့ဆိုတော့အများအမ်းရှိရပါတယ်နော်ဒါတော့ကောင်းတဲ့လူမကောင်းတဲ့လူအများအမ်းရှိတာပဲဘယ်ရပါပြည့်အကောင့်နဲ့အစိုးရတွန်တွဲနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါတော့ရှိမှာပဲဒါမဲ့ကောင်းတဲ့လူများတာနဲ့ဆိုးတဲ့လူများတာဒါပဲကွာသွားလိမ့်မယ်လို့တော့ကျွန်တော်မှန်းတယ်နော်အကြတော့အတွေးအမြင်တစ်ခုတော့တိုးမယ်လို့တော့မြင်တာပါပဲဗျာနော်